အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ Facebook Admin ခန်းနေနဲ့ Admin လက်ခံဒီအကြောင်းပဲဖြစ်ပါတယ်။ဒူတော်တော်များများတီးပြီးလောက်တဲ့နေ့ပါ။ဒါပေမဲ့မသိသူများအတွက်ရည်ရွယ်ပြီးတင်ဆက်ခြင်းဖြစ်ပါတယ်။နောက်ထပ်လည်းအခုလိုကြိုးရှိတဲ့ဗီဒီယိုတွေကိုအများနဲ့တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ချိန်နဲ့တပြေးညီတရှိစေရန်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်။အကြေသုံးကျွန်တော်တို့ Admin ခန်းနေနဲ့ Pay ကိုကျွန်တော်ဝင်ရပါမယ်။ဟုတ်ကဲ့ဆက်သုံးတဲ့ဟို Admin ခန်းနေနဲ့ Pay ကိုပြောင်းရပါမယ်။ ီလိုမျိုးလေးပြောပြီးဆိုရင်ဒီဘက်မှာညဘက်မှာအတန်းလေးတုံးနေရှိပါတယ်။အားတွေကိုနှိပ်ပါမယ်။ setting လေးကိုကျွန်တော်ဒီမှာဝင်ပါမယ်။ page set ဆိုတာရှိပါတယ်။အားတွေကိုကျွန်တော်နှိပ်ပါမယ်။ page set ဆိုတာရှိပါတယ်။ကျွန်တော်အားတွေကိုနှိပ်ပါမယ်။ဝေးဒီအပေါ်မှာ add new ဆိုတာရှိပါတယ်ဒီကောင်းလေးကိုကျွန်တော်နှိပ်မယ်နှိပ်ပြီးဆိုတာဒီမှာအောက်က next ကိုနှိပ်ပါမယ် နေပြီးရတယ်ဒီမှာ sub by name or user ဆိုတဲ့နေရာမှာကျွန်တော်တို့ admin ခန့်ကျင်တဲ့လူကိုရှာလို့ရပါတယ်ကျွန်တော်ကတော့ဒီတရားကိုကျွန်တော်ရှာလိုက်ပါပြီသူ့ကိုကျွန်တော် admin ခန့်ပါမယ်ဆိုရင်အောက်မှာဒီမှာ allow this person to also have full control ရှိပါတယ်အဲ့ဒီကောင်ကိုကျွန်တော်ဖွင့်လိုက်မယ်ဒီလိုမျိုးလေးဖွင့်လိုက်မယ်ဆိုရင်ဒါသူ့ကိုကျွန်တော်က full control ပေးရပြီးတော့ admin ခန့်လိုက်တာပါကို admin ပေးမယ့်အကောင့်ကစိတ်ချရတယ်ဆိုရင်တော့ဒါ full control နဲ့ပေးလိုက်ပါ profile password တူအောင်ရှိပါတယ်ကျွန်တော်ဒါ Facebook password ပါဒါဆိုရင် confirm နေလိုက်ရုံပါပဲ invite expiry m 31 day ဆိုတော့သူတက်လာပါတော့သူတက်လာတက်လာတွင်းကိုသူ admin admin ပို့ပြီးပါပါပြီပေါ့နော်သူအဲ့လောက်ပြပါတယ်ကိုခန့်ထားတဲ့ admin account ထဲကိုဝင်ပါမယ်ညာဘက်တောက်ဒီမှာ notify notify တက်ပါတယ်တော်တော်များများပေးရတယ်ဒီမျိုး notify တက်တယ်ပေါ့နော် ဒါပေမဲ့အခုကျွန်တော်ကဒါ node မတက်ပါဘူး node မတက်ဘူးဆိုရင်ကျွန်တော်တွေက set bar မှာမှာကျွန်တော်ရိုက်ရှာပါမယ်ပြီးရင်ဒီမှာ review invite ဆိုရှိပါတယ်ကျွန်တော်ဒါလေးကိုကျွန်တော်နှိပ်ပါမယ်နှိပ်ပြီးဆိုတော့ねသူက data data တွေကိုကျွန်တော်တွေက control လုပ်ရတယ်ဆိုတော့သူပြထားပါတယ်ပြီးကျွန်တော်နှိပ်ကိုနှိပ်ပါမယ်နေကိုနေပြီဆိုတာနဲ့ဒီမှာကျွန်တော်အဆက်ဆိုတာရှိပါတယ်အဲ့ဒါတွေကိုကျွန်တော်နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကအဲ့ဒီမှာအဒမင်ဖြိုးသွားပါပြီဒီကောင်းက ဒါလေးပါပဲလွယ်လွယ်လေးပါပဲဒါအတိတူများတွေ့ကျွန်တော် UAV တင်ဆက်ခြင်းဖြစ်ပါတယ်ကျွန်တော်ကဒီမှာ dislike ကိုနှိပ်လိုက်ပါမယ်ကျွန်တော်လေးပဲလက်မခံရဘူးเนาะအလုံးမဲ့သင်ပြကြပါသေးအလုံးမဲ့ခုဗီဒီယိုတွေကအကျိုးရှိရဆိုရင်ကျွန်တော်ရဲ့ channel လေးကို like လေးလုပ်ပေးခဲ့ကြပါဦးပြီးရင်ကျွန်တော် channel လေးဝင်ကြည့်တဲ့လူတွေအကုန်လုံးကလည်းစင်ကောင်းရာက subscribe မလုပ်ဘူးကောနော်ဒီတိုင်းပဲဝင်ဝင်ကြည့်ကြတာ တွေ့တယ်ဒါတွေကိုကျွန်တော် subscribe လုပ်ပေးကြပါအောင်ကျွန်တော်အကျိုးရှိတဲ့ဗီဒီယိုတွေကိုလည်းအမြဲတမ်းတင်ဆက်ပေးနေပါမယ်အကောင်းဆုံးပြအောင်လည်းကျွန်တော်ကြိုးစားပြင်ဆင်နေပါတယ်ခင်ဗျာ